မက်ဆီကိုမကြိုက်ဘူးလို့ပြောနေကြတဲ့သူတွေဟာအပြာကားခိုးကြီးတက်ကြတဲ့ကောင်းတွေပဲလို့ဒဲဆော်လိုက်တဲ့မော်ရီညိုပရိသတ်များအလုံးမဲ့မင်္ဂလာပါများရက်ဒီယိုတိုင်းကနေတင်ဆက်နေပါတယ်မော်ရီညိုပြောခဲ့တဲ့မက်ဆီကိုမချေဘူးလို့ပြောသူတွေဟာအပြာကားခိုးကြီးသူတွေနဲ့တူတယ်ဆိုတဲ့စကားကဘောလုံးလောကရဲ့တမိုင်းတွင်စီမဲ့အတွေ့အမြင်တရက်ဖြစ်ပါတယ် TNN Sport ရဲ့အင်တာဗျူးမှာမော်ရီညိုကရီယိုဖာရီနန်နဲ့ဆွေးနွေးပြောဆိုခြင်းမှာမက်ဆီကိုမချေဘူးလို့ပြောတဲ့သူတွေကတကယ်တော့အပြာကားတွေခိုးကြီးတဲ့ကောင်းလေးလိုပဲဗျာ ဘလောက်ကြိုက်ကြိုက်မကြည့်ဘူးလို့ဆိုရင်းနေကြတဲ့ကောင်လေးလို့ထုတ်ဖော်ပြောဆိုခဲ့ပူတာဖြစ်ပါတယ်။သူပြောရင်အဓိကအချက်ကတော့မက်ဆီကိုမုန်းတက်သူတွေတောင်းသူ့ရဲ့ brilliance ကိုလေးလူမရှိနိုင်ကြဘူးလို့ဆိုလိုချင်တာဖြစ်ပါတယ်။ခိုးကြည့်ရဲဆိုတဲ့ပြောစကားမှာအပြင်မှာမကြိုက်ဘူးလို့ပြောပေမဲ့အတွင်းမှာတော့ secretly ကြိုက်နေကြတဲ့သူတွေလို့ဆိုလိုချင်တဲ့တယောက်ဖော်မှုဖြစ်ပါတယ်။ Emory ရဲ့ခိုးကြည့်သူဆိုတဲ့နိုင်ရှင်ချက်ဟာလူစိတ်သဘောထားရဲ့ရှုပ်ထွေးမှုနောက်ပြီးတော့စိတ်ထဲရှိတာကိုအမှန်တိုင်းမပြောဘဲနဲ့လီစဲပြောတတ်ကြတာတွေကိုအံ့အားသင့်ဖွယ်ကောင်းအောင်ဖော်ပြနိုင်ခဲ့ပါတယ်။ ဒီသဘောတရားကိုချဲ့ထွင်ကြည့်မယ်ဆိုရင်ပြင်ပမှာမကြိုက်ဘူးလို့ညင်းနေပေမဲ့အတွင်းစိတ်ထဲမှာတော့မက်ဆီရဲ့ပညာနဲ့စွမ်းရည်ကိုအတိမတ်ပြုနေခြင်းဆိုတဲ့လျှော့ဝက်ချစ်ချင်းမြတ်တာတွေရှိနေပါတယ်။ကိုရိုင်းမရနိုင်တဲ့စွမ်းရည်တွေကိုမြင်တဲ့အခါဖြစ်လာတဲ့စိတ်ခံစားချက်တွေရှိနေတတ်ပါတယ်။ဒါပေမဲ့ဘလို့ပဲမနာလို့ဖြစ်နေပါစေမက်ဆီရဲ့ထူးချွန်မှုကိုတော့လေးလျှူလို့မရဘူးဆိုတဲ့အကြောင်းမော်ရီညိုကထောက်ပြလိုက်တာပါ။ဒီစကားဟာမော်ရီညိုရဲ့စိတ်ပညာပိုင်းဆိုင်ရာနက်နက်နေနေသိရှိနားလည်မှုကိုပြသနေပါတယ်။ သူဟာဘောလုံးလောကမှာနီးပါးအဖြစ်အောင်မြင်မှုတွေအများကြီးရရှိခဲ့သူဖြစ်ပြီးတော့သူ့ရဲ့ထူးခြားတဲ့ကစားမအကဲဖြတ်နိုင်စွမ်းကကျွန်တော်အားလုံးသိရှိထားကြပြီသားဖြစ်ပါရည်။မော်ရီညိုကသူ့ရဲ့နီးပါးဘဝတစ်လျှောက်မှာ Chelsea, Inter Milan, Real Madrid, Manchester United စတဲ့အသင်းတွေကိုဦးဆောင်ခဲ့ပြီးတော့နှစ်ပေါင်း60ကျော်ဝေးကွာနေတဲ့အမတ်ပြီးချန်ပီယံစု55နှစ်ကြာဝေးကွာနေတဲ့ချန်ပီယံလိဖလာ22နှစ်ကျော်ဝေးကွာနေတဲ့ကိုပါတယ်ရီဖလာစတဲ့အောင်မြင်မှုတွေကိုရယူပေးနိုင်ခဲ့တဲ့နီးပါးကြီးဖြစ်ပါရည်။ ဒီလိုမျိုးတွေ့ကြုံရင်ဒီပြည်တယောက်ကမက်ဆီရဲ့ထူးချွန်မှုကိုလိုမျိုးချီးကျူးဂုဏ်ပြုမှတ်ချက်ပြုခဲ့တာကမက်ဆီရဲ့စွမ်းရည်ကဘောလုံးလောကမှာတာမန်ထက်ကျော်လွန်နေဆိုတာပြသနေတာပါမော်ရီညိုရဲ့လိုမျိုးချီးကျူးစကားဆိုရရင်အကြောင်းရင်းကိုပြန်ကြည့်မယ်ဆိုရင်မက်ဆီမှာခြားကစားမရည်နဲ့မတူတဲ့အထူးခြားချက်တွေအများကြီးရှိနေလို့ပါပဲမက်ဆီရဲ့ထူးခြားချက်တွေကတော့မွေးရပါကလေးကဘောလုံးနဲ့ယဉ်နီနိုင်တဲ့စွမ်းရည်ဖြစ်နေပါတယ်ဒါကိုသဘာဝပါရမီလို့ခေါ်ပါတယ်မက်ဆီကဘောလုံးကွင်းထဲမှာဘယ်လိုကစားမယ်ဆိုတာသဘောပေါက်နားလည်မှုရှိပါတယ် ဒါကိုနီးပြွာဆိုင်ရာပြည်ပြေဆောင်နဲ့နားလည်မှုရှိခြင်းလို့ပြောရမယ်ထင်ပါ रे မမျောလင်ထားတဲ့အချိန်မှာမျောလင်မထားတဲ့ကစားနည်းကိုဒီထွင်နိုင်မှုကလည်းမက်ဆီပိုင်ဆိုင်ထားတဲ့အထူးခြားတဲ့အရေးချင်းတစ်ရပ်ဖြစ်ပါ रे ဖီအားရီကြားမှာတောင်မှအကောင်းဆုံးကစားနိုင်မှုကိုလည်းမက်ဆီထံမှာဒီနေ့ထက်ထိမြင်တွေ့နေရပါသေးဒါကစိတ်သက်ခိုင်မာမှု ဖြစ်ပါ रे မော်ရီညိုရဲ့အပြာကားခိုးကြည့်သူဆိုတဲ့ဇာတ်ရက်ကပရိသတ်တွေရဲ့စိတ်ဝင်စားပွဲသဘောတရားတစ်ခုကိုဖော်ပြနေပါ रे ဒီစကားကမက်ဆီရဲ့ပညာကိုချစ်ချင်းမြတ်တာမရှိရင်တောင်သူ့ရဲ့ထူးချွန်မှုတော့ဘယ်သူမှညင်းလို့မရဘူးဆိုတဲ့အချက်ကိုညွှန်းဆိုနေပါတယ်။မက်ဆီဟာဘောလုံးသမိုင်းမှာထူးခြားဆုံးသောကစားသမားတစ်ယောက်ဖြစ်ရပ်တည်နေပြီးမော်ရီညိုလိုနီးပြားရဲ့တယောက်ရဲ့လိုမျိုးချီးကျူးဂုဏ်ပြုမှုကဒီချက်ကိုပုံမခိုင်းမစေပါရီ။မက်ဆီကိုမချစ်ဘူးလို့ပြောသူတွေတောင်မှသူကစားတဲ့အခါမပြတ်သားနိုင်တော့တဲ့အစိတ်အခြေအနေမျိုးတွေကိုရောက်ရှိသွားစေတယ်ဆိုတဲ့အချက်ပါပဲ။ဘောလုံးဟာလူတိုင်းကိုစူးစီးနိုင်တဲ့အားကစားတစ်ခုဖြစ်ပြီးတော့မက်ဆီလိုကစားသမားမျိုးကဘောလုံးရဲ့အလှတရားကိုကိုးစားပြုနေရလို့ဆိုရမှာပါ။ မော်ရီညိုရဲ့ဒီမြင်ဟာဘောလုံးကိုချစ်မြတ်နိုးကြတဲ့လူတိုင်းအတွက်အတူယူစီရာအမြင်တစ်ရက်ပဲဖြစ်ပါရည်ညီကိုတို့ကရောမော်ရီညိုလိုမျိုးစိတ်ထားမျိုးမွေးနိုင်ကြပါပြီလားခင်ဗျာပြောပြပေးသွားခဲ့ကြပါဦးခင်ဗျအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါရည်ခင်ဗျာ